ကိုမခွဲနိုင်လို့ဈေးရောက်ကျင်တာကိုကဈေးတဲ့ဘဝလာတော့ဈေးရောက်နေရရင်ပျော့တာပျော့တာပတ်စံတွေဝင်ပျော့တာပတ်စံတွေအဲ့လိုဘုံကြီးထဲမှာပြည့်ထည့်နေရရင်ပျော့တာ ဩမားရဲရဆင်ငယ်မားသားဆိုတာအလုံးကလည်းသိကြတဲ့အတိုင်းပဲဒီနေ့အချိန်ကြီးတဲ့နောက်ထပ်အိမ်တော်မရှိဘူးဆိုတာလည်းအကုန်လုံးသိရပြီးတော့မားကြီးထပ်ပြီးဒီကနေပြောနေတာပေါ့နော်ဘာစပွန်ဆာမလဲမားကြီးဘုရားမှာတကယ်မရှိပါဘူးလို့မားကြီးကရိုးရိုးတသားနဲ့ဘဝကိုတကယ်စူးစမ်းတဲ့သူပေါ့နော်ဘာလို့လဲဆိုမားကြီးကသူများရှိကယူရမှာသူများရှိကဟိုကိုဘာပဲဖြစ်ဖြစ်ယူရမှာကြောက်တဲ့သူကိုကပေးချင်တဲ့သူဖြစ်တဲ့အတွက်ကိုကကိုပဲစူးစမ်းတယ်မားကြီးမှာမားကြီးခန္ဓာကိုယ်မှာအတိဆုံးမှာမားကြီးကိုစောင်းတဲ့နဲ့ဖျားရမယ်ပေါ့နော် မေပဲတတိယပေါ့နော်ပေလည်းတတိယရဲအဖေလည်းတတိယရဲပေါ့နော်ဘယ်လိုပဲဖြစ်ဖြစ်ပေါ့အဖေကတော့ဘာကြီးတို့၁၄နှစ်လောက်တည်းကဟိုတည်ဆုံးသွားတာဆိုတော့အခုဆိုနှစ်တည်းအရန်ကြာတော့အစ်စ်မဖြစ်သေးဘူးပေါ့အမေကတော့ကိုဗစ်မှာဆုံးသွားတာဆိုတော့၄နှစ်လောက်ပဲရှိတော့ကိုဘဝကလည်းအမေဆုံးပြီးတဲ့အနေပြီးတော့ဒီတောက်လျှောက်မှာဟိုကအရန်အဆင်ပြေသွားတော့အမေကိုပဲမြင်စေခြင်းနဲ့အမေကိုပဲပို့ပြီးရှိစေခြင်းနဲ့အမေကိုကောင်းကောင်းကြွေးစေခြင်းဘာလို့အမေကပြောတာပေါ့နော်အဲအမေကအရန်စကားပြောကောင်းတာပေါ့အမေပြောတဲ့စကားရှိတာပေါ့ ကြီးမာရဲတဲ့ငါတို့ကလမ်းဘေးမှာဈေးရောင်းရတော့တဲ့မိုးနဲ့လေနဲ့တဲ့မိုးရေရေနဲ့ဟိုမှာကြီးစန်းနဲ့ကိုပိုင်ကားနေတဲ့ချမ်းသာတဲ့သူတွေကစိတ်ငြိရတယ်ဆိုရင်တော့ဟဲ့တဲ့စစ်တီမတ်တို့ဘာလို့ရှောက်သွားပြီးတော့လဲစီးပတ်နိုင်နေဟဲ့ငါတို့ကလည်းပတ်စရာပတ်စံမှမရှိတာတဲ့ဘယ် market မှာမသွားနိုင်ဘူးတဲ့ငါတို့ကစိတ်ငြိရရင်ပတ်စံမရှိတဲ့ဘဝပိုစိတ်ငြိရတယ်ဟာတဲ့ဟုတ်တယ်နော်အမေလက်သေးဆိုးချင်မိမယ်မဆိုးနိုင်ဘူးဟာတဲ့ငါတို့ကအဲ့အရာတွေကိုမကြီးကမှတ်ထားတာ ။အော်ဒါအမေပြောတာတွေကမှန်နေပေါ့နော်။ဘာပဲဖြစ်ဖြစ်ဟောပတ်စံရှိလို့စိတ်ဆင်းရဲရတယ်ဆိုရင်တော့စိတ်ဆင်းရဲမှုကတဝက်ပဲဖြစ်တယ်။ပတ်စံမရှိလို့စိတ်ဆင်းရဲရရင်ပိုပြီးစိတ်ဆင်းရဲရတယ်။နေမယ်နေထိုင်မကောင်းရင်ပိုတိတာတာပေါ့ညီမလေးရေနော်။စိတ်ုံစိတ်ခန့်နေတွားရတဲ့ခါကျရင်ဘလောက်မျက်နာငယ်ရတယ်။ဟိုနာမတက်ရပါအောင်ဒီနာမတက်ရပါအောင်ဟိုနာသွားနေပါအောင်ဒီနာသွားနေပါအောင်လို့ပြောဆိုခံရတယ်စာအုပ်တအုပ်နဲ့။ဟုတ်လားမဟုတ်ဘူးလား။ ဟုတ်တယ်လေနော်ဒါသူသူကိုကိုပဲအဲ့တော့ပတ်စံကအထဲမှာရှိရခါကျတော့ဘယ်စေးရုံသွားမလဲဘမာကုမလဲကုမာလဲငွေရှိတော့စိတ်ကအာအင်းကြီးဖြစ်လာပို့ပြီးတော့လှုပ်ရဲလာတယ်ကင်ရဲလာတယ်အမှပတ်စံရှိရဲငါလှုပ်ရဲတယ်ငါကင်ရဲတယ်အဲ့ဒါကြောင့်ပဲမာကြီးရဲ့တွန်းအတော့ငွေပေါ့နော်ဘာပဲပြောအနောက်မှာ background ကငွေလေးရအစင်ပြေလာတဲ့ခါကျတော့တခုခုလုံမယ်ဆိုရင်ငါလုံမယ်ချစီပွားရေးလို့အခုမာကြီးဆိုင်မာကြီးရင်းလိုက်တယ်ဥပမာပြောတာနော်တိန်းတထောင်နဲ့ရင်းလိုက်တယ်ထားမာကြီးဒီတထောင်ရှုံးသွားရင်ခံနိုင်ရရှိပြီးသား အစတည်းရရှိပြီးသားဘာဖြစ်လို့လဲမိုင်းမှာ3000ရှိလို့1000ရင်းတာဒါစီးပွားရေးရဲ့ view ပါပေါ့နော်3000ရှိမှ1000ရင်းဘာလို့လဲဒီဟာကအောင်မြင်မယ်မအောင်မြင်မယ်မိုင်းတို့မသိဘူးဒါကြာရှုံးသွားရင်မိုင်းတို့နောက်တစ်ပင်ပြန်ထားရမယ်လीဒုတိယတရင်ရှိရမယ်ဒုတိယတရင်မရှိဘာလုပ်မလဲသူများရီမှာပေါ့မိုင်းတို့ဟုတ်တယ်မလားအဲ့တော့မာကြီးကတက်ဆိုင်ဖွင့်ပြီးအစင်ပြေတယ်ဒုတိယဆိုင်ထပ်ဖွင့်ဖို့ငါ background ဘလောက်ရှိပြီလဲငါအစင်ပြေပြီလားငါဒီဆိုင်ထပ်ပြုတ်လဲငါအစင်ပြေမလားမပြေမလားချိန်ပြီးတော့မှအေး final ကြပြီရတယ် fight ချတော့ရှင်းတော့ငါအဆင်ပြေရချအိုက်တော့အခုဒုတိယဆိုင်ဖွင့်တာပေါ့နော်တေချာတဲ့ဝင်ငွေတွေကိုမာကြီးကစုဆောင်းတာပေါ့နော်ဘာပဲပြောဒီလိုဆိုင်လေးတွေကခလုတ်တိုက်သွားတယ်ရေဝင်တောက်မယ်ဟဲ့တ िश ူးလေးဝယ်မယ်ဟဲ့နားချက်တောင်လေးဝယ်မယ်ဘလို့မစို့လေးနော်ဒါအကုန်စုံဆိုင်ပါပဲဒါဟိုမကက်အနေနဲ့တော့အခုချိန်မှာတော့ပြောင်းလဲလာတာပေါ့ကွန်ပျူတာတွေနဲ့ရာဝန်တန်းတွေနဲ့ရာမာကြီးကအမှန်တိုင်းပြောရင်ဒီလိုဆိုင်ချက်တောင်ဈေးထဲမှာကုန်စုံဆိုင်အကြီးဖွင့်ပြီးဆန်နေစီးတွေအလုပ်ချက်တော့အဲ့လိုတိုင်းအကြီးဖြစ်ချင်သေးတာ အဲ့လိုမျိုးကိုယ့်ရဲ့အိမ်မက်တရားကိုကဈေးပဲရောင်းကျင်တာအေးကိုမခွဲနိုင်လို့ဈေးရောင်းကျင်တာကိုကဈေးတဲ့ဘဝလာလို့ဈေးရောင်းနေရရင်ပျော့တာပျော့တာပတ်စံတွေဝင်ပျော့တာပတ်စံတွေအဲ့လိုဘုံကြီးထဲမှာပြည့်ချက်နေရရင်ပျော့တာ အဲမကြမီထက်လာမယ်ပေါ့နော်။ဘာဆိုင်များထပ်ဖြစ်မလဲလို့ဥမာနှစ်လပိုင်းကြာလို့ရှိရင်မာကြီးဆိုင်လေးတစ်ဆိုင်ထပ်ဖွင့်မယ်။အဲ့ဒါကဘာဆိုင်များဖြစ်မလဲအားလုံးလေးစောင့်မျှော်ကြည့်ရှုပေးပါဦး။ဒီတစ်ခါထပ်ဖွင့်မဲ့ဆိုင်ကတော့ဒီမီနီမတ်ကတ်နဲ့မတူပဲနဲ့တမူတစ်ခါပြောင်းလဲသွားပြန်ပြီပေါ့နော်။ဒီဆိုင်လေးရလဲမာကြီးရဲ့ dream ပါပဲ။ဒီဆိုင်ကတော့အများကြီးတော့မာကြီးမဖွင့်နိုင်ပါဘူး။သေချာတယ်မာကြီး။တစ်ဆိုင်လောက်ပဲလောလောဆယ်မှာနိုင်နိုင်နင်းနင်းလေးဖွင့်နိုင်မယ်ပေါ့နော်။ဒါတော့မှနိုင်နိုင်နင်းနင်းဆိုပေမဲ့ဟိုဟိုရှမ်ပယ်လောက်တဲ့ ဟိုမာကြီးမှာပေါ့နော်ရှမ်ပယ်လောက်တဲ့ငွေကြေးရှမ်ပယ်လောက်တဲ့အထောက်ထားတွေနဲ့မာကြီးကလုံလာတာမဟုတ်ဘူးမာကြီးတို့ကတာမန်ဘဝနေလာတာကိုတရာစု200စု50စုအတုတ်ရောင်းတဲ့ဘဝနေလာပြီအခုဖွင့်ကျင်နေတဲ့စိုင်လေးဆိုပြီးအများကြီးရင်းနှီးရမယ်ဆိုပြီးမဲ့လေအော်သူများတွေကလို့စိုင်ကြီးရေနေလို့သူများစိုင်ကြီးတွေကကောင်းလိုက်တာလှလိုက်တာလို့ကိုစိုင်ကြီးကိုလည်းဖြစ်ချင်တာပေါ့ဒါပေမဲ့ကိုနိုင်တဲ့ဝင်လေးနဲ့ပဲလုံရမှာလေအဲ့တော့ကိုကအေးသူတို့တွေကတော့ background တောက်တာဟုတ်မိဘတွေချမ်းသာတာဟုတ်ငါတို့ကဘာမှမရှိတဲ့ဘဝနေ ေးလာတာငါတို့ဒီလောက်ဖွင့်နိုင်ရင်တော့တော်ပါပြီဆိုပြီးတော့တွေးထားတယ်ပေါ့နော်ဒါပေမဲ့နှစ်လပိုင်းမှာဖွင့်ဖို့ဖွင့်မယ်နော်အပေးရအောင်မေးဘာဆိုင်လေးဖြစ်မလဲလို့နော်အော်မာရီယာစင်ငယ်မသားဆိုတာအားလုံးကလည်းသိကြတယ်အတိုင်းပဲဒီနေ့ချိန်ဒီနေ့နောက်ထပ်အိမ်တော်မရှိဘူးဆိုတာလည်းအကုန်လုံးသိရပြီးတော့မာရီထပ်ပြီးဒီကနေ့ပြောချင်တာပေါ့နော်ဘာစပွန်ဆာမလည်းမာရီဘွားမှာတကယ်မရှိပါဘူးလို့မာရီကရိုးရိုးတသားနဲ့ဘဝကိုတကယ်စူးစမ်းတဲ့သူပေါ့နော်ဘာလို့လဲဆိုမာရီကသူများရှိကယူရမှာသူများရှိကဟိုကိုဘာပဲဖြစ်ဖြစ်ယူရမှာကြောက်တဲ့သူကိုကပေးချင်တဲ့သူဖြစ်တဲ့အတွက်ကိုကကိုပဲစူးစမ်းတယ်မာရီမှာ မာကြီးခန္ဓာကိုယ်မှာအတိဆုံးမှာမာကြီးကိုစောင်းတဲ့နဲ့ဖျက်ရရပဲပေါ့နော်မိသားစုကိုကောင်းကောင်းထားရဲဝန်ထမ်းတွေကိုကောင်းကောင်းထားရဲခုနှစ်ရသားသမီးတွေကိုအလူတွေတောက်လျှောက်လူတွေအခုသတင်းချွတ်လန့်ပြည့်နေဆိုမာကြီးလမ်းမှာဆိုင်လမ်းပိတ်ပြီးတော့ထမင်းကျွေးပြီမာလေးတို့သိရအမြဲတမ်းထမင်းကျွေးဝက်တွေတောက်လျှောက်လာပြီသတင်းချွတ်လန့်ပြည့်တစောင်းနိုင်ဆိုပန်းတကူတွေပတ်စံချက်သိန်း900 300လျှောက်ချက်ဘာဖြစ်200 300ချမ်းသာလို့မဟုတ်ဘူးမာကြီးအဲ့900 300မာကြီးမှာပူရှန်နေလို့မဟုတ်ပေးချင်တာသူများဘူး ဟုတ်တယ်မလားဒီနေရွယ်မာကြီးယေသနာဝယ်ဝစ်လိုက်လေရမှာဝစ်ချင်ပေးလိုက်ချင်တာသူများကိုခொနည်းအသားသမီးတွေအဆင်ပြေစေချင်တာဘာလို့လဲမေးခொနည်းအသားသမီးနဲ့ကိုကလောက်ကင်စားတောင်းနေရတဲ့သူဖြစ်တဲ့အတွက်ခொနည်းအသားသမီးတွေကိုအမြဲတမ်းမြစ်တာပို့ပေးတယ်အမြဲတမ်းအဆင်ပြေစေချင်တယ်ထမင်းလေးတစ်နက်ကိုကျွေးနိုင်တယ်ကိုကုံယူတယ်အော်ငါကျွေးနိုင်တယ် ဒါကတော့အမှန်သောသစ္စာတွေပါမာကြီးကခြံကြီးအကြီးနဲ့နေချင်းနဲ့ခြံရွှေ့မှာနေစဉ်နဲ့အမြအလူကြီးအတန်းကြီးတွေလှူဒန်းနိုင်တဲ့သူပဲဖြစ်ချင်တယ်ပေါ့လေဘာလို့ဘသူမဆိုရုံမြတ်မရွှေရတယ်ရတယ်လာစားအဲ့မှာရွှေ့မှာထားထားတယ်ကြိုက်တာစားတနေ့တမျိုးမယိုးအောင်ကျွေးကျင်တာဒါပေမဲ့အဲ့လောက်လည်းမပြေလည်သေးဘူးပြေလည်လာမှာပေါ့